အားလုံးပဲမင်္ဂလာပါကျွန်တော်ဂူဒလော reincarnation နဲ့ပတ်သက်တဲ့ကိစ္စတွေကိုတတ်ကြနေတယ်အဲ့ဒီတော့ဒီတစ်ခေါက်မှလည်းကျွန်တော်ကလူဝင်စားနဲ့ပတ်သက်တဲ့ဗီဒီယိုတစ်ပုတ်ပဲထပ်ပြီးတော့ကျွန်တော်တင်ဆက်ပေးလိုက်ပါတယ်လူဝင်စားဖြစ်ရတဲ့နေရာမှာ James Landing ကဆိုတဲ့နှစ်သားကလေးတယောက်ရဲ့အဖြစ်အပျက်ကအထင်ရှားဆုံးနဲ့အသေးစိတ်မှတ်တမ်းတင်နိုင်ဆုံးကိစ္စတစ်ခုအနေနဲ့ထင်ရှားပါတယ်အာ2000ပြည့်နှစ်ကနေပြီးတော့နောက်ကိုပြန်ပြီးရည်တွဲရင်နှစ်ပေါင်း90ကျော်လောက်ပေါ့ဗျာ ဒုတိယကမ္ဘာစစ်ထဲမှာတည်ဆုံခဲ့တဲ့လေယာဉ်မှူးတစ်ယောက်ကဒီနှစ်နှစ်သား James Lining ကအဖြစ်နဲ့ပြန်ပြီးတော့လူဝင်စားခဲ့တယ်လို့ပြောကြတယ်။ James Lining ကကို1998မှာ San Francisco မှာမွေးတယ်။သူ့အသက်နှစ်နှစ်မှာဘဝဟောင်းကဖြစ်ရတဲ့နဲ့ပတ်သက်တဲ့သူ့ရဲ့ထူးထူးဆန်းဆန်းအပြုအမူတွေကိုသူ့ရဲ့မိဘတွေကစပြီးတော့တတိထားမိလာတယ်၊ကြုံလာကြရတယ်။တနေ့မှာသူ့အဖေကသူ့ကို Dallas မြို့အပြင်မှာရှိတဲ့ Governor Flight Museum ကိုခေါ်သွားတယ်။ ဒုတိယကမ္ဘာစစ်တုန်းကလေရင်တွေကိုပြထားတဲ့နေရာကိုလည်းရောက်တော့ James Landing ကအဲ့ဒီနားကနေမခွာတော့ဘူးတဲ့အဲ့ဒီလေရင်တွေကိုတေးသေးချာချာစိုက်ကြည့်နေခဲ့တယ်အဲ့ဒီနောက်ပိုင်းမှာ James Landing ရဲ့လေရင်နဲ့ပတ်သက်တဲ့အပြုအမူတွေကပိုပြီးတော့ထူးဆန်းလာတယ်နောက်တစ်ချိန်ကျတော့ James ရဲ့ကစားစရာလေရင်ရုပ်ပေါ်ကအစိတ်ပိုင်းတစ်ခုကိုသူ့အမေကဘုံလို့ပြောတဲ့အခါကျတော့ James ကအဲ့ဒါဘုံမဟုတ်ဘူးအမေတဲ့ drop tank တဲ့အဲ့လိုမျိုးပြန်ပြောခဲ့တယ်ဒီစကားကိုကြားတဲ့အချိန်မှာ James ရဲ့အမေပါလန့်သွားတယ်ပေါ့နော်ထူးဆန်းပြီးတော့အံ့ဩသွားတယ်ပေါ့ အဲ့ဒီနောက်ပိုင်းမှာတော့ James ကအိမ်မက်ဆိုးတွေခဏခဏမက်လာတယ်တပတ်မှာ9အချိန်လောက်မက်တယ်သူမက်တဲ့အိမ်မက်တွေဒီအိမ်မက်ဆိုးတွေတိုင်းမှာလဲ James ကလင်းရင်ပြတ်ကျနေပြီလင်းမီးလောင်နေပြီထွက်လို့မရဘူးဆိုတာမျိုးတွေကို all hip ပြောဆိုပြီးတော့ကြောက်လန့်ပြီးနိုးလာတယ် James အသက်3နှစ်သားလောက်လဲကြရောဒုတိယကမ္ဘာစစ်ထဲကလေတပ်တိုက်ပွဲတွေအကြောင်းပုံတွေစပြီးတော့စွဲပြလာခဲ့တယ်သူ့ရဲ့ပုံတွေထဲမှာလင်းရင်တွေမီးလောင်နေတာပြတ်ကျနေတာအဲ့ဒါမျိုးတွေပြီးတော့စစ်ပွဲကြီးထဲမှာဘုံပေါက်နေတာဒီလိုမျိုးစစ်ပွဲမြင်ကွင်းတွေကိုသူ့မိဘတွေက သူဆွဲတဲ့ပုံတွေကနေတဆင့်အသေးစိတ်မြင်ခဲ့ကြရတယ်။ပြီးတော့အဲ့ဒီအသက်အရွယ်လေးနဲ့ပဲသူက Corsair, Pian Wildcat, Ziki, Betty အဲ့ဒီလိုလေးရင်နံပါတ်တွေနဲ့အမျိုးအစားတွေကိုလည်းမှတ်မှန်ကန်ကန်ခွဲခြားပြီးတော့ပြောပြနိုင်ခဲ့တယ်။သူဆွဲတဲ့ပုံတွေအောက်မှာ James 3လို့လက်မှတ်ထိုးတယ်။သူမိဘတွေကဘာဖြစ်လို့လဲလို့မေးတော့ I'm the third James တဲ့ကျွန်တော်ကတတိယမြောက် James လေလို့သူကပြန်ဖြေခဲ့တယ်။အဲ့ဒီမှာရင်ပုံမှန်မဟုတ်တော့ဘူးလို့သိလာတဲ့ James ရဲ့မိဘတွေကသူ့ကိုတေးချမေးကြည့်တဲ့အခါကျတော့ James က သူ့ရဲ့အိမ်မက်ဆိုးတွေကသူ့ရဲ့အတိတ်ကဘဝအကြောင်းတွေဖြစ်တယ်လို့ပြောပြခဲ့တယ်။ James ကဒုတိယကမ္ဘာစစ်အတွင်းထဲမှာလေယာဉ်မှူးတစ်ယောက်ဖြစ်ခဲ့ပြီးတော့သူ့လေယာဉ်ကကိုစာဖြစ်တဲ့အကြောင်း NATO မှာဘေးသင်္ဘောပေါ်ကနေစစ်ဆင်ရေးစပြီးပြန်တန်းရတဲ့အကြောင်းဂျပန်ကသူ့လေယာဉ်ကိုပစ်ချလို့ပြတ်ကျပြီးတော့တေဆုံးခဲ့ရတယ်ဆိုတဲ့အကြောင်းတွေကိုပြောပြခဲ့တယ်။ဒါအပြင်သင်္ဘောပေါ်မှာသူနဲ့အတူတူစစ်မှုထမ်းခဲ့တဲ့တငယ်ချင်းတွေထဲမှာလည်း Jack Larsen အပါအဝင်နောက်ထပ်၃လျှောက်ရှိတယ်ဆိုပြီးတော့နာမည်တွေပြောပြခဲ့တာပေါ့။ James ရဲ့စကားတွေကတိတိကျကျဖြစ်နေတော့သူ့မိဘတွေကပို့ပြီးတော့အံ့ဩလာကြတယ်။ James ရဲ့အဖေ Bruce Landing ကကတော့လူပြန်ဝင်စားတယ်ဆိုတာကိုယုံတဲ့လူမဟုတ်ဘူးတဲ့။အဲဒီတော့သူ့သားရဲ့ပြောစကားတွေကိုသေချာလိုက်ပြီးစုံစမ်းရင်းနဲ့ James ပြောတာတွေကတကယ်ဖြစ်ခဲ့တဲ့ဖြစ်ပျက်တွေနဲ့တူနေတာကိုထူးထူးဆန်းဆန်းတွေ့သွားခဲ့တယ်။ Bruce ကအင်တာနက်မှာပြန်လိုက်ရှာတဲ့အခါမှာဘာသွားတွေ့လဲဆိုတော့ဒုတိယကမ္ဘာစစ်တုန်းကပစိဖိတ်သမုဒ္ဒရာထဲမှာတာဝန်ကျခဲ့တဲ့ USS Natoma Bay ဆိုတဲ့လေယာဉ်တင်သင်္ဘောတစ်စင်းကိုရှာတွေ့ခဲ့တယ်။ အဲ့ဒီအချက်လက်ကို Bruce က2009နှစ် August 29မှာ internet ကနေ print ထုတ်ခဲ့တယ်လို့ဆိုတယ်ဒါရင်မကသေးဘူး Bruce ကအဲ့ဒီတင်မောပေါ်ကစစ်ပြန်နေရဲ့စူဝေးပွဲကိုတွားတက်ခဲ့တယ်ပြီးတော့ထတ်ဆုံတယ်။အဲ့ဒီအခါမှာ James ပြောနေခဲ့တဲ့ဟာတွေကဒုတိယကမ္ဘာစစ်တုန်းကလေယံမှု James Huston Jr. ရဲ့ဘဝနဲ့အံ့ဩစရာကောင်းလောက်အောင်တူနေတာကိုတွားတွေ့တယ်။ James Huston Jr. က1945 March လ3ရက်နေ့မှာ Iwo Jima တိုက်ပွဲထဲမှာလေယံပြတ်ကျပြီးတော့တင်ဆုံးခဲ့တာ။သူက USS နာတိုမှာဘေးတင်မောပေါ်မှာတာဝန်ထမ်းဆောင်ခဲ့တယ်။တိုက်ပွဲဝင်တဲ့အချိန်မှာချီချီဂျီမာနာမှာဂျပန်ရဲ့ပြစ်ခတ်မှုကြောင့်လေယာဉ်အင်ဂျင်ထိပြီးတော့ပင်လယ်ထဲကိုပြက်ကျပြီးတိဆုံးခဲ့။နောက်ပြီးတော့ James ပြောပြခဲ့တဲ့သူ့ရဲ့တငယ်ချင်းဆိုတဲ့ Jack Larson, Walter Billy နဲ့ Leon တို့ကလည်းနာတိုမှာဘေးမှာတကယ်ရှိခဲ့တဲ့ပုံစံတွေဖြစ်နေတယ်။အဲ့ဒီအကြောင်းကို James ရဲ့မိဘတွေဖြစ်တဲ့ Bruce နဲ့ Andrea တို့က Soul Survivor The Reincarnation of a World War II Fighter Pilot လို့ပြီးတော့စာအုပ်ထုတ်လိုက်တယ် အဲ့ဒီမှာပဲ James ရဲ့အကြောင်းကမီဒီယာပေါ်မှာပါနာမည်ကြီးသွားခဲ့ပြီးတော့သူကလူပြန်ဝင်စားတာဟုတ်လားမဟုတ်ဘူးလားဆိုတာကိုထုံးစံအတိုင်းပေါ့ဗျာအကြီးအကျယ်ဆွေးနွေးညှင်းခုန်ကြတာဖြစ်လာတယ်။အဲ့ဒီမှာပညာရှင်တွေသူ့တွေတီတွေဝင်ပြီးတော့ပါလာကြတာပေါ့။ Virginia တက္ကသိုလ်ကနာမည်ကြီးဆေးရောဂါအထူးကူတယောက်ဖြစ်တဲ့ Dr. Jim Tucker က James ရဲ့လူဝင်စားဖြစ်ရအကြောင်းကိုသေသေချာချာစုံစမ်းခဲ့ပြီးတော့ဒီကိစ္စကလူဝင်စားမှုဆိုင်ရာကိစ္စတွေအတွက် spectacular example ပေါ့အထူးကြဆုံးဥပမာတစ်ခုလို့တော့ကောက်ချက်ချခဲ့တယ်။ ုံးနှစ်သားလေး James ရဲ့ပြောစကားတွေနဲ့အပြုတ်မှုတွေကလိမ်နေတာမဟုတ်ဘူးစိတ်ကူးရင်ပြီးပေါ်ထွက်လာတာမဟုတ်ဘူးလို့ဒေါက်တာတက်ကာကအခိုင်အမာညှက်တီးခဲ့တယ်။ဘာဖြစ်လို့လဲဆိုတော့ James ရဲ့ပြောစကားတွေက James Huston Jr. အကြောင်းအင်တာနက်မှာမရှာခင်ကတည်းကပြောခဲ့တာကြောင့်ဖြစ်တယ်လို့ဆိုတယ်။ဒေါက်တာတက်ကာရဲ့အမြင်အရတော့ဒီအချက်လက်တွေကို James ကအမှတ်တမဲ့သိသွားပြီးပြန်ပြောနေတာမျိုးထက်လူပြန်ဝင်စားပြီးတော့အတိတ်ကဖြစ်ရတဲ့အကြောင်းခေစီတွင်းကြပြန်ပြောနေတာမျိုးဆိုတော့ဖြစ်နိုင်ကြရပိုများတယ်လို့ပြောတယ်။ ဒါပေမဲ့ Michael Sudat ဆိုတဲ့ဒသနဗေဒပညာရှင်ကတော့ဒေါက်တာတက်ကပြောတာကိုလက်မခံဒီဖြစ်ရရဲ့အချက်အလက်အများစုက James ရဲ့မိဘတွေဖြစ်တဲ့ Lightning Army သားစုရဲ့ထွက်ဆိုချက်တွေအပေါ်မှာပဲလုံးလုံးမူတည်နေပြီးတော့သူတို့ရဲ့ထွက်ဆိုချက်တွေမှာယုံကြည်စိတ်ချစရာမကောင်းတဲ့ပြဿနာတွေရှိတယ်လို့ဆိုတယ်။ Sudat ရဲ့အမြင်ကတော့ James ကဒီအချက်အလက်တွေကိုသိနေတာပြန်ပြောနိုင်နေတာက Covenant Flight Museum ကိုတွားလည်ခဲ့တာကြောင့်ရယ် Blue Angels Aviation Video ကိုအချိန်ချင်းကြည့်ခဲ့တာကြောင့်ရယ်ဖြစ်တယ်လို့ ပြောတယ်အဲ့ဒါကြောင့်အဲ့လိုတာမန်နီလန်းတွေကနေပြီးတော့ James ကအချက်လက်တွေရခဲ့ပြီးပြန်ပြောနေခဲ့တာလို့ဆိုတယ် Blues Angel Aviation Video ဆိုတာက US Navy ရဲ့လေကြောင်းပြန်တမ်းမှုတုပ်ပြအဖွဲ့ကသူတို့ရဲ့ပြန်တမ်းပြမှုကိုရိုက်တဲ့ဗီဒီယိုပေါ့အဲ့ဒါတွေကို James ကအချိန်ချင်းကြည့်ခဲ့တယ်ပေါ့သူကအဲ့လိုဆိုလိုတာနောက်တစ်ချက်ကတော့ James ကကိုစာလေရင်ကိုမောင်းခဲ့တယ်လို့ပြောပေမဲ့ Huston Junior ကြာဆုံးခဲ့တာက FM2 လေရင်နဲ့ဖြစ်နေတယ် နောက်ပြီးတော့ James ကသူ့လေရင်ပြတ်ကျခဲ့တာ Iwo Jima မှာလို့ပြောပေမဲ့ Huston ကတကယ်တမ်းမှာချီချီဂျီမာနာမှာပြတ်ကျခဲ့တာဖြစ်တယ်။ဒီလိုအချက်လက်တွေကွဲလဲနေတာကို Sudet ကထောက်ပြခဲ့တယ်။ဒါပေမဲ့ဒေါက်တာတက္ကာကလည်း Huston Junior က FM2 နဲ့ပြတ်ကျခဲ့တာဆိုပေမဲ့ကိုစားလေရင်ကိုသူတကယ်စမ်းသပ်ပြီးမောင်းခဲ့ဘူးတဲ့အကြောင်းဒီဘက်ဘက်မှာပြောတဲ့အချိန်မှာတော့နည်းနည်းကွဲလွဲချက်ရှိနိုင်တဲ့အကြောင်းပြန်ပြီးတော့ငင်းတယ်ပေါ့နော်။အခုပြောခဲ့တာကတော့ဒုတိယကမ္ဘာစစ်အတွင်းမှာစစ်ဆင်ရေးလုပ်ရင်းပြန်တန်းရင်းနဲ့ဂျပန်နေရဲ့ပြစ်ခတ်မှုကြောင့် လေယာဉ်ပြတ်ကျပြီးသေဆုံးခဲ့ရတဲ့လေယာဉ်မှူး James Huston Jr. က2000ပြည့်နှစ်မှာ James ဆိုတဲ့ကလေးငယ်လေးတယောက်စီကိုပြန်ပြီးလူဝင်စားတယ်လို့ပြောကြတဲ့အဖြစ်အပျက်ပေါ့နော်ဒီဖြစ်ရက်ထဲမှာအသက်3နှစ်အရွယ်လူဝင်စားလို့ပြောကြတဲ့ကလေးတယောက်ရဲ့အရင်ဘဝကိုပြန်မှတ်မိတယ်ဆိုတော့ထူးဆန်းအံ့ဩစရာကောင်းတဲ့ဇာတ်ကားတွေအချက်အလက်တိကျတဲ့အချက်အလက်တွေလူလူပုံကိုဆိုင်ရာနာမည်တွေကို တည်တည်ချာချာပြောပြတာမျိုးဒါမျိုးတွေပါသလိုစိတ်ပညာပိုင်းဆိုင်ရာတသနာပေရာပညာရှင်တွေရရှုတော့ကပြန်ကြည့်လို့ရှိရင်လည်းငင်းခုန်စရာတွေအများကြီး ရှိနေတယ်ပေါ့နော်အဲ့ဒီတော့ဒီဖြစ်ရရတကယ်အမှန်တရားကဘာလဲအဲ့ဒါကိုတော့ဒီလိုထူးထူးဆန်းဆန်းကိစ္စတွေကိုယုံကြည်တဲ့သူတွေဘက်ကရောမယုံကြည်တဲ့ပညာရှင်တွေသူတွေတွေဘက်ကရောတိတိကျကျတော့မပေါ်ထုတ်နိုင်သေးဘူးဒါပေမဲ့ဒုတိယကမ္ဘာစစ်ထဲမှာလေရင်ပြတ်ကျခဲ့တဲ့လေရင်မှုလူပြန်ဝင်စားတဲ့၃နှစ်သားလေး James Landing ကရဲ့အဖြစ်အပျက်ကတော့ ော်တကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့ဖြစ်ပျက်နေနဲ့နားထောင်လို့ကောင်းတာကတော့အမှန်ပါပဲ